ပြည့်ပြည့်တယ်သွားပြီဟုတ်ပြီပြည့်တယ်ခုလက်တလုံးမှာစလင်းချောင်းနဲ့ ARI မြည်ရင်မြင့်တက်နေပြီးကဘာပြုံနေတာကြောင့်မကွေးတိုင်းစလင်းမြို့နယ်တွေကကြေးရွာတချို့မှာရွာအခြေထိရောက်လာနေလို့စိုးရိမ်ပြီးစောင့်ကြည့်နေရတဲ့အခြေအနေဖြစ်နေပြီလို့ဒေသခံတွေကဆိုပါတယ်။ကဘာပြုံမဲ့အနေရရှိနေတဲ့နေရာတွေသာ ပြောင်းရွှေ့နေကြပြီးတော့ရွာနာနီးနေပေမဲ့တဖြည်းဖြည်းချင်းပြိုနေတာကြောင့်တခြားနေရာမပြောင်းသေးပဲအခြေအနေကိုစောင့်ကြည့်နေတယ်လို့လဲဆလင်းမြုပ်နယ်တဲကဒေသခံတွေစီကသိရပါတယ်။ရေတက်နေလို့ကဘာကမမြင်ရသေးဘူးရွာချီတော့ကက်နေပြီးတည့်ရတော့ဖုန်းကြောင်းတော့ရွှေ့ရပြီလို့လက်တလောအခြေအနေကို AR မြကန်းပေးမှနေထိုင်တဲ့ဒေသခံတအူးက The Nation Voice ကိုပြောပါတယ်။ဆလင်းချောင်းရင်မြင့်တက်နေပြီး ကဘာပြူနေရာကြောင့်ဆလင်းမြို့နယ်တဲကညောင်ကုန်းရွာဖုံးကြောင်းသားတီရောက်လာနေတာလို့လေဒေတာခန်တူကပြောပါရယ်ချောင်းရီများနေတယ်ကူးမဖြစ်သေးဘူးကဘာပြူရာအရင်မဲကွာဝေးတော့အတိအကျမပြောတတ်ဘူးလို့ဆလင်းချောင်းကဘာပြူမှုအခြေအနေကိုအမျိုးသားတူကပြောပါရယ်မိုးရီအဆက်မပြတ်ရွာသွန်းနေလို့ဆလင်းချောင်းရီတိုးနေပြီးအေရရီမြေကြီးကလည်းအထက်ပိုင်းမှာမိုးများခဲ့တာကြောင့်မြေကြီးမြင့်တက်နေတာဖြစ်ပါတယ် ဆလစ်မြို့နယ်တွေက AR မြေကမ်းဘေးမှာနေထိုင်တဲ့ဒေသခံတအူးကလည်းရေကကဘာကြုံအောင် ဖုံးသွားအောင်မတိုးသေးပဲ မြည်ရီတိုးလိုက်ကြလိုက်ဆိုတော့အယမ်းပြိုနေတာကျွန်တော်တို့အိမ်ဆိုရင်ကဘာနာနီးနေပြီရွာထိတ်တောင်ရောက်နေပြီလို့ပြောတယ်လို့ဆိုပါတယ်အပူဝိုင်းမုံတိုင်းကြောင့်ဒီနေ့နဲ့မနက်ဖြန်မှာမကွေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့မနက်မှာသတင်းထုတ်ပြန်ထားပါတယ်နှစ်တိုင်းရေတက်ရင်ကဘာပြိုလေးရှိတဲ့အတွက်ဆလင်းမြို့နယ်တဲကရွာတွေမှာပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း ARI မြကန်းဖေးကကျူရောရွာကျူတန်းရွာရေလေကျွန်းမြောက်ရွာကျွန်းကလေးရွာဘိုးကုန်းရွာကိုးလန့်ရွာတွေဟာကဘာပြူရာကြောင့်ပြောင်းရွှေ့လိုက်ရတဲ့ရွာတွေလို့ဆလင်းဒေတာခန်တွေကပြောပါရယ်မကွေးတိုင်းတွေကပခုတ်ကူမြို့နယ်ပွင့်ဖြူမြို့နယ်ဆလင်းမြို့နယ်တွေဟာနှစ်စဉ်ကဘာပြူရာတွေကြုံတွေ့ရလေရှိပြီးဆလင်းမြို့နယ်တွေက စင်မြူကျွန်းမြို့အတွင်းရှိ အေရီမြစ်နဲ့ဆလင်းချောင်းစုံတဲ့ခြေရွာတွေဟာရေဘေးအန္တရာယ်နဲ့မြစ်ကဘာပြူလို့ရွာတွေပျက်စီးတာကိုနှစ်တိုင်းခံစားနေရပါတယ်။ဒီလိုကဘာပြူရာတွေနှစ်တိုင်းခံစားနေရပေမဲ့လည်းထိရောက်တဲ့ကာကွယ်မှုမျိုးအခုထိမရှိသေးဘူးလို့လည်းဒေသခံတွေကသုံးတပ်ပါတယ်ရှင်။